အင်ဒိုနီးရှားလေရင်ပြောက်ရှာဖွေရေးအဖွဲ့အစည်းကအလဲကာလီမန်တန်ပြည်နယ်ပန်ကလာဘန်မြို့ကအနောက်တောင်ဘက်မိုင်တရာအကွာကဂျဘာပင်လယ်ပြင်မှာလေရင်ပြက်အပိုင်းစားနဲ့တူတဲ့အရာဝတ္ထုတွေနဲ့အလောင်းတလောင်းကိုတွေ့ရှိခဲ့တယ်လို့ပြောပါတယ်။တွေ့မြင်ခဲ့တဲ့အပိုင်းစားတွေဟာပျောက်ဆုံးနေတဲ့အဲရှာလေရင်ပိုင်းစားတွေဖြစ်နိုင်ခြေ65ရာခိုင်နှုန်းရှိတယ်လို့ရှာဖွေရေးခေါင်းဆောင်ကပြောပါတယ်။ဒါကြောင့်ရှာဖွေရေးအင်အားတွေအလုံးအဲ့ဒီနေရာကိုတွားရောက်ကြဖို့ညွှန်ကြားထားတယ်လို့လည်းဆိုပါတယ်။အင်္ဂါနေ့မှာလေရင်ပြောက်ရှာဖွေရေး၃ရက်တိုင်လာခဲ့ပြီးတော့ကုံရောရေရော ရှာဖွေရေးဧရိယာ73ခုကိုတိုးချဲ့ခဲ့ပါတယ်။ဆူရာဘာရာလေစိတ်မှာလင်းပြောက်သတင်းကိုစောင့်ဆိုင်းနေကြတဲ့ခီးသည်တွေရဲ့မိဘဆွေမျိုးတွေကတော့ခုကြားတဲ့သတင်းပေါ်မှာအလွန်အမင်းစိုးရိမ်ထိတ်လန့်နေကြပါတယ်။လင်းခီးစဉ်ကျူဇက်8501ဟာအင်ဒိုနီးရှားနိုင်ငံကနေစင်ကာပူနိုင်ငံကိုပြန်တန်းရင်းတုံတို့နေနေမနဲ့စောစောကဂျပန်ပင်လယ်ပေါ်မှာပျောက်ဆုံးသွားခဲ့တာပါ။ရာသီဥဆိုးွားလို့လင်းလန်းချောင်းပြောင်းပြန်တန်းဖို့လင်းမှုကတောင်းဆိုခဲ့ပြီးမှလင်းကရေဒါကနေ ပြောက်သွားပြီးရေးပေါ်အချက်ပေးမှုတွေလည်းမရှိခဲ့ဘူးလို့လေကြောင်းထိန်းသိမ်းစခန်းကဆိုပါတယ်။အဲ့ပျောက်ဆုံးတဲ့ Airbus A320 လေးဟာ2008ခုနှစ်က AirAsia Indonesia လေကြောင်းလိုင်းမှာစတင်ပြန်တန်းခဲ့တာဖြစ်ပြီးပျံတန်းချိန်နာရီပေါင်း2300ရှိခဲ့ပြီဖြစ်ပါတယ်။ Normal 16ရက်နေ့ကနောက်ဆုံးလေရင်ကြက်ခံရေးလုပ်ခဲ့တာပါ။ AirAsia လေကြောင်းလိုင်းဟာကုမ္ပဏီစတင်ထူထောင်ချိန်ကလေးကဒီဖြစ်ရပ်မတိုင်ခင်အထိခီးတဲ့ထိခိုက်ဒေဆုံးတဲ့ဖြစ်ရပ်မျိုးမရှိခဲ့ပါဘူး။စင်ကာပူချန်ဂီလေဆိပ်နဲ့ Indonesia နိုင်ငံက ကျွမ်းသာအပြည်ဆိုင်ရာလေဆိပ်တို့မှာရေးပေါ်ဌာနတွေဖွင့်လှစ်ထားပါတယ်။လေးပေါ်မှာခီးတဲ့155ဦးနဲ့လေရင်ဝန်တန်း9ဦးစုစုပေါင်း162ဦးလိုက်ပါသွားကြတာဖြစ်ပါတယ်။